ကန်ဝင်တွင်နဲ့အချစ်ဆက်လန်းရှိခဲ့ဘူးတဲ့မင်းသမီးဒေါ်စီစဉ်ထိုက်ပွားဆက်ကြောင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဇက်မိုင်ချန်နယ်ပရိသတ်ကြီးရေဒီနေ့မှာတော့ကျမကအကယ်ဒမီမင်းသမီးကြီးဒေါ်စီစဉ်ထိုက်ရဲ့ဘဝဆက်ကြောင်းကို ပြပြပေးသွားမှာပါဒေါ်စီစဉ်ထိုက်ကိုတော့1953ခုနှစ်ရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်ဒေါ်စီစဉ်ထိုက်ရဲ့အိမ်နာမည်ကတော့ Gracie A ပါ ဒေါ်စီစင်ထိုင်ဟာအနုပညာလောကမှာအောင်မြင်ခဲ့တယ်လို့ပညာရေးမှာလည်းအခုအသက်80ကျော်ရဲ့အထိသင်ယူစီပူနေပြီးဘွဲ့ရီဒီပလိုမာတွေအများကြီးရခဲ့ပါတယ်။ပြီးတော့ကန်ဝင်တလောင်းအောင်ပျော်စမတ်တွင်ကျန်ခဲ့တဲ့အချစ်ဇလန်းလည်းရှိခဲ့ဘူးပါတယ်။သူမကခုနှစ်တန်းစာမေးပွဲဖြေဆိုပြီးနွေရသည်ကြောင့်ပြရမှာတော့ရှုမဝဦးကျော်ရဲ့ရှုမဝတေဥဆောင်တန်နံကိုတက်ရောက်ခဲ့ပါတယ်။ တော့စီစဉ်တိုင်းဟာ1990ခုနှစ်မှာအထက်ကနေစံကြောင်းကနေဆယ်တန်းအောင်ခဲ့ပြီး1990ခုနှစ်မှာတော့ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာပထမနှစ်တက်ရောက်တင်ကြားနေအချိန်မှာပဲပထမအဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ဆေးလူရဆေးဇာတ်ကားကိုရိုက်ကူးနေတဲ့အချိန်ဖြစ်ပါရယ်အဲ့ဒီအချိန်1990ခုနှစ်မှာပဲမင်းသားစိန်မြင့်ကမင်းသမီးစီစဉ်ထိုက်ကိုခုပြေးသွားတယ်ဆိုတဲ့သတင်းတွေဟာသတင်းစာမျက်နှာပုံမှာပါလာခဲ့ပြီးတနိုင်ငံလုံးဟိုးလေးတကျော်ဖြစ်ခဲ့ရပါရယ် အဲဒီချိန်ကမင်းသမီးဆွေစင်တိုင်းဟာငငယ်ချောချောလေးမှုအယမ်းနာမည်ကြည်ပြီးအောင်မြင်နေတဲ့တက်တစ္ဆာမင်းသမီးတလပ်ပါအမြင့်ကားစားအရွယ်တင်ညာမပြီးဆုံးသေးတဲ့အရွယ်မှာပဲမင်းသားစိန်ငင်ကရုတ်တရက်ခုပြေးသွားတာကြောင့်ဒေါ်စီစင်ထိုင်ရဲ့မိဘတွေကစိတ်ဆိုးပြီးမင်းသားစိန်ငင်ကို အမှုဖွင့်တရားဆွဲဖို့လှုပ်ခဲကြပါသေးတယ်။အဲဒီခေတ်ကာလကမိကလေးတယောက်ဟာအသက်20မပြည့်သေးရင် အသက်မပြည့်ဘူးလို့ယူဆကြပြီးခုပြည့်ရဲ့ယောက်ျားကိုထောင်ချလို့ရပါတယ်။ တရင်စာတွေကလည်းမင်းသားစိတ်မြင့်ဟာသူ့ချက်အတန်ငယ်ပြီးတော့အသက်မပြေသေးတဲ့မင်းသမီးနူနူထွတ်ထွတ်လေးကိုခုပြရကောင်းလားဆိုပြီးတော့ဝေဖန်ရေးသားကြပါရယ်မင်းသမီးတော်စီစဉ်ထိုက်ကလည်းဒီချက်ကိုကြုံမြင်တော့မှခုပြေပြီးရဲ့နောက်နေညနေခင်းမှာပဲတရင်သမားတွေကိုခေါ်ပြီးတော့သူမကသာမင်းသားစိတ်မြင့်ကိုခိုးယူခဲ့တာပါလို့ဖြေကြခဲ့ပါရယ်ကကွာကျမကိုခုပြေးခဲ့တာမဟုတ်ပါဘူးကျမသာကိုကိုခုပြေးခဲ့တာပါလို့ပြောခဲ့ပြီးမင်းသားစိတ်မြင့်နဲ့ဆယ်ရန်ကျောင်းသူဘွားတွေကချစ်သူတွေဖြစ်နေကြတာပါလို့ပြောခဲ့ပါရယ် ဒေါ်စီစင်ထိုက်ကမင်းသားစိန်မြေကိုကာကွယ်ရတဲ့အနေနဲ့အဲ့လိုဖြေကြခဲ့ပေမဲ့အရန်နာမည်ကြီးသွားပြီးဟိုလီတကြောကြောဖြစ်သွားခဲ့တာပါအဲ့ဒီအချိန်ကဒေါ်စီစင်ထိုင်နဲ့မင်းသားစိန်မြင့်တို့ရဲ့အချစ်ဇလန်ကတော့ပြိသက်တည်းရှင်နေမှာရှင်နေထက်တိမမေ့နိုင်ကြသေးပါဘူး။ဒါပေမဲ့နေ့အနေငယ်အကြောင်းမှာပဲလန့်ခွဲသွားကြတယ်လို့သိရပါရယ်။698ခုနှစ်မှာတော့မင်းသားညဝင်းဝဝဝင်းရွှေမေဝင်းမောင်တို့နဲ့အတူသရုပ်ဆောင်နေတဲ့မင်းကလေးရှင်ရဲ့ဆန္ဒစကားမှာအကယ်မီစုဆက်ဖို့စုကိုရရှိခဲ့တာပါ။ တော်စီစဉ်ထိုင်ဟာ1989ခုနှစ်မှာရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေပြီးကုန်ပွဲရရှိခဲ့ပြီး1984ခုနှစ်မှာတော့စီရင်ကိုင်ဒီပလိုမာ1989ခုနှစ်မှာပြင်သစ်ဘာသာဒီပလိုမာတွေကိုရရှိခဲ့ပါသေးတယ်။1989ခုနှစ်ကလည်း1992ခုနှစ်အထိရုပ်ရှင်အစည်းအရုံးမှာအလုံးမှုဆောင်အဖွဲ့ဝင်ဖြစ်ခဲ့ပြီး1992ခုနှစ်မှာတော့အနည်းပညာလောကအနေနဲ့အနားယူသွားခဲ့ပါတယ်။ 1990ရာနှစ်1992ခုနှစ်အထိ UNICEF မှာအလုပ်ဝင်လုပ်ခဲ့ပြီးတော့1993ခုနှစ်ကနေ2003ခုနှစ်အထိမိခင်နှင့်ကလေးဆောင်ရှာရေးအသင်းအဖွဲ့ဝင်နဲ့1999ခုနှစ်ကနေ2006ခုနှစ်အထိစက်သွေးအရာရှိအဖြစ်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။2000ခုနှစ်မှာတော့ American ပြုလုပ်ခဲ့တဲ့ Media သင်တန်းလေးတက်ရောက်ခဲ့ပါသေးတယ်။ဒေါ်စင်တိုင်ဟာအခုအသက်အရွယ်ဦးမင်းနဲ့အချိန်ထိပညာရေးဆက်လက်သင်ယူနေရပါ။ဒါကြောင့်မို့လို့လေရုပ်ရှင်မင်းသမီးတွေထဲမှာပညာအတက်ဆုံးလို့တော့မှတင်စားခံခဲ့ရပါရဲ့။ တော်စင်စင်ထိုင်နဲ့ပတ်သက်ပြီးတော့ကျန်ခဲ့တဲ့အချက်လက်လေးတွေရှိရင်လည်းကောမန့်မှာရှင်းသပေးခဲ့ကြပါအောင်နော်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဆယ်လီရဲ့သတင်းကြောင်ရကတော့ဒီလောက်ပါပဲရှင်အမြဲတမ်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းကြောင်ရာတွေကိုစုံစမ်းမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးပြီးဘေးနား notification bell လေးကိုနှိပ်ချပေးဖို့လည်းတောင်းဆိုကြပါရစေ။နောက်ဆက်အောင်ပြေကြတဲ့ပရိသတ်တူတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေရှင်။